မင်္ဂလာပါလို့ဥစွာအားလုံးကိုနှုတ်ခွန်းဆက်သလိုပါတယ်ကျွန်တော်ဒီနေ့ဝင်မြဖြစ်တဲ့အကြောင်းရင်းကတော့ကျွန်တော်ကဒီ online ပေါ်မှာဘာသာတရားထက်ကဲတင်သောယေရှုခရစ်တော်ဖခင်အကြောင်းလို့ဝင်မြနေတာလပေါင်းနှစ်ပေါင်းများစွာရှိပြီပေါ့ဒီခါမှာနှစ်သက်တော်သူရှိတယ်မနှစ်သက်တော်သူလည်းရှိတယ်ဘာကြောင့်မနှစ်သက်လဲလို့ကျွန်တော်စဉ်းစားဆင်ခြင်မိတာလေးကိုအနည်းငယ်ဝင်မြခြင်းလို့ပဲဖြစ်တယ်ပေါ့နော် ဒီလိုပြောတဲ့အခါမှာကျွန်တော်ကိုကျွန်တော်ဥစွာမိတ်ဆက်ခြင်းနဲ့အထက်တန်းအထိပညာသင်ပြီးတဲ့အခါမှာဓမ္မတက္ကသိုလ်တက်အဲနောက်ဖះเจ้าရောက်ရောက်ပြီးတဲ့အခါမှာဒီလိုတရားတွေဝေမျှနေတဲ့သူမဟုတ်ပါဘူးကျွန်တော်ကအရင်တုန်းကဆိုရင်ရွှေတူးတယ်ကုံကူးတယ်အဲ့ထဲမှာပေါ်တာအနေနဲ့ဖန်းစည်းခေါ်ဆောင်ခြင်းခံခဲ့ရဘူးတဲ့ဒါလူငယ်ဘဝပေါ့အဲ့နောက်တော့မုံကုတ်တထေးရဲ့လူယုံလောက်တယ် ကားထောင်ပေါင်းတယ်။ငါးပန်းဆက်လေးဝလတ်လုပ်ငန်းကိုယ်တိုင်ထောင်ပြီးတော့မှလုပ်ငန်းလုပ်ခဲ့ဘူးတယ်။အဲ့ဒီအခါမှာလည်းအမှုအခင်းဒုက္ခပြဿနာများစွာနဲ့ကျွန်တော်ကြုံခဲ့ရဘူးပါသေးတယ်။ရေအဆုံးကုန်းတော့ဝဲဆိုသလိုအကုန်ရှုံးပါတယ်။ဆိုအလုပ်သမားဆက်ရှိအောင်လောက်ကို လာစားပေးနိုင်ပြီးအလုပ်လုပ်ခဲ့တဲ့လုပ်ငန်းရှင်ဘဝကနေပြီးတော့မှပွဲရုံမှာစည်းတယောက်အနေနဲ့ ကျွန်တော်ပြန်လှုပ်ရပါပြီးတော့ကိုပိုင်ခြံကျင်လုပ်ငန်းအနေနဲ့ကျွန်တော်လှုပ်ဆောင်ခဲ့ပြီးပါဘူးပါသေးတယ်နောက်ပိုင်းမှသာလင်ကျွန်တော်ကဖျားကိုဂတိပေးခဲ့ပါတယ်အထူးသဖြင့်ဝက်လက်လုပ်ငန်းပေါ့နော်ငါပန်းလုပ်ငန်းကိုလုပ်တဲ့အခါမှာပင်လယ်ထဲမှာကျွန်တော်တေးဘေးနဲ့တွေ့တယ်အခုငါတေးတော့မယ်သိရင်ဘယ်ရောက်မလဲလူတို့ရှေ့မှာငါဝန်ခံရင်ကောင်းကင်ဘုံမှာထိုးသူငါဝန်ခံမယ်ဆိုတဲ့အတိုင်းကျွန်တော်ယေရှုခရစ်တော်ဖျားကိုကယ်တင်ရှင်နဲ့ဖျားဖြစ် လက်ခံယုံကြည်ထားတော်သူဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်သိရင်မကြောက်ဘူး။ဒါပေမဲ့ဒီဖရားရဲ့အမှုတော်ကိုတော့ကျွန်တော်ထမ်းဆောင်နိုင်ခြင်းမရှိသေးဘူး။ဖရားရဲ့လိုတော်ကလူသားတိုင်းကယ်တင်ခြင်းလို့ရောက်ပြီးတမန်တော်တည်ဖို့ရအလို့ရှိတယ်။ကျွန်တော်အသက်ရှင်ခွင့်ပေးရင်တော့ဒီဖရားရဲ့တရားတော်မြတ်ကိုကျွန်တော်ကြိုးစားပြီးဟောကြားဝင်ငါတည်တည်ခံပါမယ်ဆိုဖရားကိုဂတိပေးခဲ့တယ်။ဆိုတော့ နောက်ပိုင်းလုပ်ငန်းအားလုံးကိုထားခဲ့ပြီးတော့ကျွန်တော်ရဲ့ဂတိကဝတ်အတိုင်းပဲဒီအမှုတော်လုပ်ငန်းကိုဝင်ခဲ့ခြင်းဖြစ်တယ်။တပြောတော့ဖြစ်တဲ့နန်းချောင်းတက်တယ်။စာပေးစာယူနဲ့ဓမ္မပညာတွေသင်ကြားတယ်။နောက်ဆုံးပြပအထိသွားရောက်ပြီးတော့မှဒီဓမ္မပညာကျွန်တော်သွားရောက်သင်ကြားခွင့်နဲ့နိုင်ငံတကာရဲ့သူတို့ရဲ့နေမှုထိုင်မှုစီမင်းစည်းကမ်းနဲ့ကိုကျင့်တရားနဲ့လူအခွင့်အရေးဆိုတာတွေလည်းကျွန်တော်နားလည်ခွင့်ရရှိခဲ့ပါတယ်။ ီးတော့ကျွန်တော်ကစီကိန်းအနေနဲ့နိုင်ငံတော်တော်များများမှာအားကစားမှာတယောက်အနေနဲ့ရှင်ပြိုင်ခဲ့ဘူးသလိုနှစ်တိုင်းလဲသူရရှိခဲ့တော့သူတယောက်လည်းဖြစ်ပါတယ်ခုချိန်မှာတော့ကျွန်တော်ကစာရေးတယ်အချိန်ရရသလိုဒီ line ပေါ်ကနေပြီးတော့မှနှုတ်ကပတ်တော်ကိုဝင်ငှချင်းဖြစ်ပါတယ်များစွာသောဘဝတို့ကိုဖြတ်သန်းခဲ့ပြီးတော့မှဒီနေ့လူဘဝအသက်ရှင်ခြင်း တမလွန်ဘယ်ရောက်မလဲဆိုတာအရေးကြီးဆုံးပဲစီစဉ်ဥစ္စာမလိုအပ်ဘူးလားမရှာဘူးလားလိုအပ်ပါတယ်အဲ့ထဲမှာ အရေးကြီးဆုံးကတော့ဘဝကမိမိတမလွန်ဘယ်သွားမလဲဆိုတဲ့အကြောင်းအရာအရေးကြီးဆုံးပဲဒီတရားကိုမဟောပဲမကြားနိုင်ဘူးမကြားပဲမယုံနိုင်ဘူးဆိုတဲ့တွေ့ကျွန်တော်အနေနဲ့ဒီတရားတွေဟောကြားနေခြင်းဖြစ်ပါတယ်ကျွန်တော်ဝင်ကဟောကြားနေတဲ့တရားကဘာသာတရားထက် ကယ်တင်သောယေရှုဖခင်အကြောင်းဖြစ်တယ်။ဒီခါမှာအချို့လူတွေကမကြိုက်မနှစ်သက်ဘူး။ဖခင်နဲ့တရားကိုမကွဲပြားလို့ပဲဖြစ်တယ်။သူဘာသာငါဘာသာကောင်းတယ်စသဖြင့်ပေါ့နော်။အမှန်တော့ကျွန်တော်ကသခင်ယေရှုဖခင်အကြောင်းပါ။ဘာသာတရားအကြောင်းမဟုတ်ပါဘူး။ဆိုတော့ဘာသာတရားလို့ပြောတဲ့အခါမှာလွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်လောက်ကဆိုရင်ဒီနေ့ဗုဒ္ဓဘာသာဝင်တွေနဲ့ကျွန်တော်ဒီလိုအခြေတင်ပြောဆိုစရာအကြောင်းမရှိပါဘူး။ဘာလို့လဲဆိုတော့ AD တစ်ထောင်နဲ့ 40လောက်မှအနော်ထားအဖြစ်ဒီတိုင်းပြည်ဟာဗုဒ္ဓရဲ့တိုင်းပြည်အဖြစ်ကျင်ညာခြင်းခံယူပြီးတော့မှကိုယ့်ကိုယ်ယုံကြည်ခဲ့ကြသလိုယနေ့အခါမှာတော့တိုင်းသူပြည်သားတိုင်းကမိမိလွတ်လပ်စွာရွေးချယ်ကိုယ့်ကိုယ်ပိုင်ခွင့်ရှိသလိုဥပဒေကလည်းကိုယ့်ကိုယ်ရာဘာသာလူမျိုးအ ਨੇ စုအကြောင်းပြုပြီးအနိုင်ထက်မပြုရဆိုတဲ့ဥပဒေလည်းရှိပါတယ်။တော့ဘလို့ပဲပြောခဲ့ပြောခဲ့ပါတော့ကျွန်တော်ဒီ တိုင်းနယ်ပြည်နယ်တွေလှည့်လည်သွားလာတဲ့အခါမှာပြည်တို့ပကံတို့နောက်တောင်တွင်းကြီးတို့ရောက်တဲ့အခါမှာဘိတ်သနိုးမျိုးဟောင်းဆိုတွေ့ဘူးမှာပေါ့နော်ဒီမှာပါဘိတ်သနိုးဆိုတာဟိန္ဒူဘာသာရဲ့ဖရာအမိနာမကြီးပန်ထရာမေရောလို့ဆိုတာဒါကလေဟိန္ဒူဘာသာရဲ့အနန္တဖရာမပဲပြောမှာနော်နောက်ပြီးတော့ဒီတကြံကြီးပက်တာတို့သတင်းကြွတို့စသဖြင့် ထိုဟိန္ဒူဘာသာလွှမ်းမိုးခဲ့တယ်ဆိုတာကိုကျွန်တော်အနေနဲ့သိရှိလာရပါတယ်နောက်တစ်ချက်လွန်ခဲ့သောနှစ်ပေါင်း1500ဆိုလေအစ္စလာမ်နေနဲ့ကျွန်တော်ပြောဆိုဆွေးနွေးစရာမရှိဘူးဘာလို့လဲဆိုတော့ AD 600ကျော်မှာတမန်တော်မိုဟာမက်အဖြစ်ဒီဘာသာကဘာမှာပေါ်ထွန်းလာခြင်းပဲမဟုတ်ဘူးလားဒါကြောင့်မလို့သူတို့နဲ့လေ1500ဆိုရင်အခြေတင်ပြောစရာအကြောင်းမရှိဘူး နောက်လွန်ခဲ့သောနှစ်2000လောက်ကဆိုရင်လည်းခရီးရန်နေနဲ့ကျွန်တော်အခြေတင်ပြောဆိုဆွေးနွေးညှင်းခုံရအောင်မရှိဘူးလူတော်တော်များများအားလုံးခရီးရန်လို့တိမ်ကြုံထင်တာဒါပေမဲ့မတူပါဘူးခရီးရန်မှာလည်းကွဲပြားသိဖို့လိုအပ်ပါသေးတယ်ဘောနော်ဆိုကျွန်တော်ဝင်ငှားတဲ့တရားကအဓိကကကောရိန္သုဒုတိယဆောင်အခန်းကြီး6အငယ်1ယနေ့ပင်ဝမ်းမြောက်ဖွယ်ရာအချိန်ဖြစ်တယ်။ယခုပင်ကဲတင်ရာနေ့ရဖြစ်တယ်။ယခုယုံယခုရောက်လာလမ်း ော့တငယ်ချင်းထိုင်စကားပြောတယ်ပြောပြီးတော့မနဲ့ပြန်လာလဲမယ်လဲပြောသွားတယ်တအောင်နေကြအိုက်မှာပဲထိုင်ရဲနဲ့သေးသွားတယ်ဆိုတော့ဆန်တော့လဲမကွေးမီကွေးတော့လဲမဆန့်မီဆိုသလိုပါနော်ကျွန်တော်ပြောတဲ့တရားကတော့ထိုသူတွေအတွက်တော့အကျိုးရှိမယ်လို့ကျွန်တော်မြင်တယ်ဥပမာပေးရကားတိုင်းထက်မှာသခင်ယေရှုနဲ့တူလူဆိုးကြီးနှစ်ယောက်ရှိတယ် တယောက်ကတော့နောင်တနဲ့သခင်ယေရှုကိုလက်ခံယုံကြည်တဲ့အတွက်ယနေ့ပင်သင်ဟာငါနဲ့တူပရတိသူဘုံမှာရှိမယ်ဆိုပြီးကဲတင်ခဲ့တယ်လို့နောက်တူကတော့ပြည့်ရဲ့ပြုတယ်ယုံကြည်ခြင်းမရှိတဲ့သူတယောက်ဖြစ်တယ်။အော်ကျွန်တော်ပြောချင်တာမိမိအသက်တာမိခဲ့တို့ပင်ရှိပါလေစေ။ဖခင်ကနောက်ဆုံးထွက်တဲ့အချိန်ထိအခွင့်အရေးပေးထားတဲ့ဒီကဲတင်ခြင်းတရားပဲဖြစ်ပါတယ်ဘောနော်။ တရားလည်းလွယ်လိုက်တာယုံလိုက်တာနဲ့လွတ်ရောလာဆိုဒီလူတွေများသောအဖြစ်ကိုဝိညာဉ်တန်ဖိုးကိုမသိလို့ကျန်းစာထက်မှာတော့လူဟာစัจ java လာတစ်ခုလုံးအကျွဲ့မဲ့အစိုးရပြီးမိမိအသက်ဝိညာဉ်ရှုံးနေပဲအကျိုးရှိမိနည်းတဲ့မိမိအသက်ဝိညာဉ်ဘယ်ဥစ္စာနဲ့ရွေးယူနိုင်သနည်းစัจ java လာထက်မှာကဘာဆိုတော့အပြာရောင်အမုံလေးတမုံအဲ့ပေါ်မှာလူတွေခေဆက်ဆက်ရှင်တန်သွားတာဆိုတော့လူဟာစัจ java လာမှာကတန်ဖိုးရှိတယ်ပြုဖို့သမျှကောင်းမွန်လဲဖះရှိမှာညက်သောအဝတ်နဲ့တူတယ်ဆိုတော့ မိမိရဲ့ကောင်းမှုကလည်းဖះရှင်မှာစမ်းမမိပါဘူး။ဖះပဲတတ်နိုင်တယ်။ဖះပဲလှုပ်ဆောင်ပေးနိုင်တယ်။အပိုင်းဖြစ်တယ်။သူဖះကအပြစ်တရားခါသေးခြင်းလောကတိုင်းဒါကျွန်တော်တို့သွားရမယ့်နေရာဖြစ်တယ်။ဆိုတော့ခုနကကရင်ထက်လူစိုးကြီးကသူ့အရှင်ကအပြစ်မရှိဘူး။ငါတို့ကကိုယ့်အပြစ်နဲ့ကိုယ်ခံရတာ။နိုင်ငံတော်တီးလဲကြွလာတဲ့အခါမှာကျွန်တော်ကိုသတိရပါ။နံပါတ်1မိမိရအပြစ်သားမိမိကိုယ်ကိုမကယ်တင်နိုင်ဘူး။သခင်ယေရှုကအပြစ်ကင်းတယ် ူ့ကိုကဲတင်နိုင်တယ်ဆိုသူယုံကြည်ပြီးဝန်ခံတဲ့အခါမှာသူကဲတင်ခြင်းရသွားတယ်ဆိုတော့ဒီနေ့တော်တော်များများကတော့မယုံပါဘူးလက်မခံပါဘူးပြည့်ရည်ပင်ပြုတ်လိုက်သေးတယ်ဒါကတော့ကိုယ့်ရဲ့အပိုင်းပဲဆိုတော့ယုံလောက်သောသက်တည်ပေါ့နော်ဒီနေ့ကမ္ဘာပေါ်မှာခရစ်တဂရီအသက်ရှင်နေတယ်တမိုင်းမှာသခင်ယေရှုဆိုအမှန်ပေါ်ထွန်းခဲ့ဘူးလေပြီးတဲ့အခါမှာစင်စာတွေးခေါ်တတ်တဲ့အသိဉာဏ်လည်းပေးထားတယ်လို့စင်ကျင်တတ်တဲ့နှလုံးသားလည်းပေးထားပါတယ်ဒါကိုလွတ်လပ်စွာရွေးချယ်တတ်ဖို့လိုအပ်ပါတယ် တော့တချို့ကတော့ဒါအောင်မကြိုက်ဘူးပေါ့နော်ဟိန္ဒူဖြစ်စေဗုဒ္ဓဖြစ်စေတမလွန်မှာတန်တရားလဲခြင်းပဲအမတန်ကြင်ကြအာထုတ်နတ်ပြည်6ထပ်ရှိသေးတယ်မြမဘုံထပ်20ရှိသေးတယ်အဲ့ရောက်မပြီးဆက်ကျင့်ရအောင်မယ်အဲ့မှာကိုမှားရင်အောက်မှာတရိစံပြိပြသူတွေကငရေရှိသေးတယ်တန်တရားလဲခြင်းကိုပဲကြိုက်တာဟိုဒါကြောင့်ကျွန်တော်ရဲ့ယခုပင်ဆိုလဲတရားမကြိုက်ကြဘူးဆိုတာလဲတွေ့ရတယ်လို့အစ္စလမ်ဘာသာကတော့မှန်သောဖရာအလာကိုကိုးကွယ်ရင် ဒါတမလွန်အတွက်လွန်မြောက်ရပဲလို့သူတို့ကယုံကြည်ထားတဲ့အတွက်သခင်ယေရှုရဲ့ကယ်တင်ခြင်းတရားကိုလည်းမကြိုက်ပြန်ဘူး။ဒါဆိုရင် creator ကိုယုံကြည်သူတောင်ကောင်းကင်ဘုံရောက်မလားမရောက်ပါဘူး။မဿဲ9မှာတကုနမိတ်ပြတဲ့သူတွေတော့မရောက်ပါဘူး။ဘာဘာဖြစ်လို့လဲဆိုတော့ creator မှာ pluralism ရှိတယ် liberal ရှိတယ်။စသဖြင့်အဓိကပေါ့နော်။ဆိုတော့ creator မဲ့ pluralism ဆိုတော့ဘာသာတိုင်းကောင်းအောင်ရောက်နိုင်တယ်။ liberal လည်းခက်စင်စင်ပဲ။ဘာသာတိုင်းကကောင်းအောင်သူရောက်နိုင်တယ်လို့ပြောတယ်။ အချုပ်အနေနဲ့ပြောလျာတော့ကျွန်တော်တို့ဂလာတိ1:21ပညတ်တရားအကျင့်အပြည့်ဖြောင်းမှန်သူရောက်နိုင်တယ်ယေရှုခရစ်တော်သည်အချီးနှီးအသေးခံတော်မူပြီယေရှုကငါသည်လမ်းခီးအရောက်ဆံဖျားရှင်ကောင်းကြီးပေးပါစေ